င်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာသုံးသပ်ဖို့ရထားတဲ့အချက်တစ်လက်တည်းကလေတော်တော်လေးကို scale away အစား꽈ချားနေတာတွေ့ရတယ်။တခုကပြည်တွင်းမိုးလေဝသဌာနကထုတ်ပြန်ထားတဲ့3 page ချက်လေးတကြောင်။နောက်တစ်ခုကျတော့အင်အားပြင်မုန်တိုင်းကြီးတစ်ခုကြောင်းလူတွေတန်းနေချီပြီးဒုက္ခရောက်ခဲ့ရတဲ့ကိစ္စပေါ့။ပြီးတော့တခြားကမ္ဘာသတင်းတိုးရီလည်းပါတယ်။ဆိုတော့ဒီလိုမတူညီတဲ့ဖြစ်ရတွေကနေကျွန်တော်တို့ဘာတွေများသင်ယူနိုင်မလဲ။အဲ့ဒါကိုအတူတူကြည့်ထွားကြရအောင်ပါ။ဟုတ်ကဲ့ အဲ့ဒီချင်းကပ်ပုံကစိတ်ဝင်စားဖို့ကောင်းပါလေတခါလေကျတော့လေသတင်းတွေပို့တခုချင်းစီတီးခြားကြည့်လိုက်တော့သူတို့ကြားထဲကဆက်စစ်မှုကိုစိတ်မမြင်ရတော့ဘူးဒီနေ့တော့အဲ့ဒီအစနာလေးတွေကိုဆက်ဆက်ကြည့်ပြီးတော့ပုံကြီးတစ်ပုံဖော်ကြည့်ကြတာပေါ့နော် ပြီးတွင်းကသတိပေးချက်လေးတခုကနေဒေတာတွင်းကိုရိုက်သွားတဲ့သဘာဝဘေးရန်တဲ့အကြီးအဲ့ဒီကနေမှတဆင့်ကမ္ဘာနိုင်ငံရေးဇက်ခုံပေါ်ကအဖြစ်အပျက်တွေအထိအဲ့လိုခြုံကြည့်လိုက်ရင်ဘလို့အတွေးအသည့်တွေရမလဲဆိုစိတ်ဝင်စားစရာပဲလေကောင်းပါပြီ ဒါဆိုရင်ကျွန်တော်တို့ရဲ့အနီးဆုံးပတ်ဝန်းကျင်ပြည်တွင်းမိုးလေဝသအခြေအနေနဲ့ပဲဆက်လက်ကြတာပေါ့ဘင်္ဂလားပင်လယ်အော်ကိုရေပွေကြီးလိုက်ရင်တော့အခြေအနေကတည်ငြိမ်တယ်လို့ဆိုရမှာပဲမြောက်ပိုင်းမှာတာယာတယ်ကပလီပင်လယ်ပြင်နဲ့တခြားနေရာတွေမှာတော့တိမ်နေနေရှိလေပေါ့ဒါမဲ့အဲ့ဒီခမန်းချက်ထဲမှာကျွန်တော်ကိုစိတ်ဝင်စားသွားစေတဲ့ချက်တစ်ချက်ပါလာတယ်ဘဲချင်းများလဲခါတနင်္သာရီတိုင်းနဲ့ကင်းပြင်းနဲ့မှာမိုးရွာနိုင်ခြင်းရာနှုန်းပြည့်ရှိတဲ့ဆိုတဲ့အပိုင်းကိုပြောတာလား အတိတ်ကြပဲဟုတ်တယ်ကချင်နဲ့မွန်ပင်နယ်မှာလေနေရာကွက်ကြမိုးရွာမယ်လို့လို့ဆိုထားပါတယ်ဒါပေမဲ့တနင်းတရီတားရဲ့အတွက်တုံးထားတဲ့စကလုံးတစ်လုံးကကျွန်ုပ်ကိုအာယုံဆိုင်မိသွားစေတယ်အဲ့လကမိုးတိမ်တောင်းများဖြစ်ထွန်းမှုအားကောင်းရဲ့ရှိသည်ဆိုတဲ့အချက်ပဲဒီမိုးတိမ်တောင်းဆိုတဲ့စကလုံးကနည်းနည်းတော့ကြောက်စရာကောင်းသလိုပဲအဲ့လာတာမန်မိုးတိမ်နဲ့ဘာများကွာလို့ပါလဲဘာလို့မိုးလီဝတ်တာဌာနကဒီစကလုံးကိုတီးတန့်ရွေးသုံးပြီးတတိပေးရတာလဲ 哦，哎呀，阿阳刚呢没跟我吐呢，好个。တာမန်တင်ကမိုးရွာပြီးပြီးသွားတာလေမိုးတင်တောင်ဆိုတာကျတော့အမ်ဒေါသထွက်နေတဲ့ကောင်းကင်ဘီလူကြီးတိကောင်လိုပဲစဉ်းစားကြည့်လို့ရတယ်။သူကမိုးတက်တက်ပဲတဲလာတာမဟုတ်ဘူးလေပြင်းတွေမိုးကြိုပစ်တာတွေတခါလေမိုးတိကျွေတာလိုမျိုးလက်နက်မျိုးစုံနဲ့တိုက်ခိုက်တတ်တယ်ပေါ့နော်။အဓိကသူ့ထဲမှာလေထုရဲ့အတက်အစင်လိုရှားမှုတွေကအယမ်းကိုပြင်းထန်နေလို့ပါ။ ဒါကြောင့်မို့မိုးရွာမယ်ဆိုတာနဲ့မိုးတိမ်တောင်ဖြစ်နိုင်နေဆိုတာကြောင့်သတိပဲ့ချက်အဆင့်ကအများကြီးကွာသွားတာဒါကသတိထားပါကနေအထူးသတိပြုပါအန်ဒရယ်ရှိနိုင်နေဆိုတဲ့အဆင့်ကိုရောက်သွားတာနဲ့အတူတူပဲပေါ့ဆိုတော့တနင်္သာရီကဒေတာကန်တဲ့အတွက်ဒါဟာတာမန်မိုးတရင်တစ်ခုထပ်ပို့ရေးကြည့်ပါတယ်ရှင်။နော် ရှင်းသွားပြီရှင်းသွားပြီ။ဒါဆိုရင်ဒီသတိပဲ့ချက်ကကုန်းမြေဘောကပဲမဟုတ်ဘူးပေါ့နော်။ပင်လေပင်သွားမဲ့သူတွေအတွက်လည်းရေးကြည့်ပါမယ်။ဒီအမြင့်ကမိုးတိမ်တောင်ရဲ့လေပြင်းနေနဲ့ပေါင်းလိုက်ရင် ငါးပန်းလေးငယ်လေးတွေအတွက်တော်တော်လေးအန်တဲများတဲ့ချင်းတွေထက်သွားနိုင်တာပေါ့တချင်တဲမှာပဲနိုင်ငံထက်ပန့်ကိုကြည့်လိုက်ပြန်တော့စကိုင်းကချင်းချင်းရှမ်းပြည်နယ်တွေမှာညအပူချိန်နည်းနည်းကြမယ်လို့ခန့်မှန်းထားပြန်ရောဆိုတော့နိုင်ငံတစ်ခုထဲမှာပဲတောင်ပိုင်းမှာမုန်တောင်းငယ်အန်တဲကိုတတိပင်းနေရပြီးမြောက်ပိုင်းမှာတော့ဆောင်းဩကာတအငွေသက်တွေစနေပြီပေါ့ဟုတ်တယ်မြန်မာနိုင်ငံကဒီမိုးဒိန်တောင်တတိပေးချက်ကအရေးကြီးပြင်မဲ့ဒါကကျွန်တော်တို့ရဲ့အိမ်နီးချင်းဖြစ်လေပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေအရေးအယောင်လို့ပဲရှိသေးတယ်။အဲ့ဒီမှာတော့ဖန်ဝုံဖွန်ဆိုတဲ့မွန်တိုင်းကြီးဝင်သွားခဲ့တယ်။အဲ့ဒီအချက်ကအရင်အရေးကြီးပါပဲ။တကယ်တော့လေဖန်ဝုံဟာဖိလစ်ပိုင်ကိုဝင်ခင်ကအဆင့်ကကက်တဂိုရီ5စူပါတိုင်ဖုန်မုန်တိုင်းဖြစ်ခဲ့တာ။စကားအလွန်ဆုံးနဲ့ပြောရရင်ဒါဟာနျူကလ িয়ার ဘူးမ်တလုံးလိုပဲ မုံတိုင်းနေရဲ့အမြင့်ဆုံးအဖြစ်စွမ်းအားအဆင့်ပေါ့နော်လေတိုင်းနှုံးကတနအီကိုကီလိုမီတာ250ကျော်နိုင်တယ်ဖိလစ်ပိုင်ကိုဝင်တော့အားနေနေရော့သွားတယ်ဆိုပေမဲ့သူ့ရဲ့အရှိန်နဲ့တဲဆောက်လာတဲ့မိုးရေချိန်ကတော့ကြောက်ခမန့်လီလီပါပဲနောက်ပြီးယာဒီဥဒုပြောလဲမှုတွေကြောင့်ပင်လေရေမျက်နှာပြင်အပူချိန်မြင့်တက်လာတာနဲ့အမျှဒီလို category 5အဆင့် မုံတိုင်းနေပူပြီးအဖြစ်များလာတယ်လို့ပညာရှင်တွေကပြောနေကြတာလေအဲ့ဒါကဒီဒေတာတစ်ခုလုံးအတွက်ရေရှင်မှာဘလို့အတိပဲတယောက်မှုရှိနိုင်မလဲဆိုတာစဉ်းစားစရာပဲသူ့ရဲ့တယောက်မှုကတော့တကယ်ကိုကြောက်စရာကြီးပါတတင်းတွေကလူအနည်းဆုံး20ခုဦးတည်ဆုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတကယ်တုံးလို့သွားစတဲ့ဂိန်းကနန်းကတော့ထိခိုက်ခံစားရတဲ့လူဦးရေပဲလူဦးရေတုံးတသမကာတန်းကြောတော့ဒီတော့ကြီးမားတဲ့တယောက်မှုက နိုင်ငံတနေကန်ကို ဘလိုမျိုးဒုက္ခပေးနိုင်လဲအခြေခံအဆောက်အုံပိုင်းကဖြင့်တခြားဘလိုရေးရှည်ကျိုးဆက်တွေရှိနေသေးလဲလူဦးရေ3.5တန်းတန်းဆိုလားနိုင်ငံငယ်လေးတနိုင်ငံစာလောက်ရှိတယ်လीအဓိကကတော့လူတွေရဲ့နေထိုင်မှုဘဝကိုအမြင့်ကန်ကြီးဆွဲနှုတ်လိုက်တာပဲစိုက်ခင်းတွေပျက်စီးတယ်အဲ့ဒီတော့စာနာရိခာမေလုံလုံးမှုဖြစ်လာမယ်တန်ရှင်းတဲ့တောက်တုံးရေရှားပါလာပြီးယောဂတွေထူပြောလန်နိုင်တယ်စီပွားရေးလုပ်ငန်းတွေရတန်းသွားတော့ဝင်ငွေမရှိတော့ဘူးပေါ့အစိုးဆုံးကတော့စိတ်ပန်းဆိုင်ရာထိခိုက်မှုပဲရှင် အရာလုံးကိုဆုံးရှုံးလိုက်ရတဲ့လူတွေအတွက်ပြန်လည်ထူထောင်ရေးကနစ်နက်ချီပြီးကြာမြင့်နိုင်တယ်။ဒါဟာနိုင်ငံတနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဆယ်စုနှစ်တကူစာလုံးနှုတ်ပြန်ဆွဲလိုက်တာနဲ့တူတူပါပဲ။မတန်းဗီဒီယိုတွေတဲကမိကွင်းတကူကတော့တော်တော်လေးစိတ်မကောင်းစားစရာပဲ။လူစုံကျွန်းပေါ်ကဆန်ဒီယာဂိုမြို့မှာလီရင်ဘက်အထိနှက်တဲ့ရေတွေထဲမှာလူတွေလမ်းလျှောက်သွားနေကြတာ။ကြေးဝါတကူလုံးကရေအောင်ရောက်နေသလိုပဲ။အမေကနဲ့ကျွတ်ထွက်နေတဲ့တစ်ပင်ကြီးတွေကားတွေတနိုးတန်ဝါတွေကနေရာအနက်မှာပြန့်ကျေလို့ ဒေသခံတဦးရဲ့ပြော့ပြချက်ကတော့တကယ်ရင်နာစရာပဲသူကတတား၅ဆင်းလောက်ရေးတဲ့ပါသွားတယ်မိကြီးကကြောက်ခမန်းလေးလေးတက်လာတာအထက်ကပြဿနာကတော့အင်းဒီတခြားအပျက်စီးတွေကရေစီးလမ်းကြောင်းတွေမှာလာပိတ်နေတော့ရေကပိုပြီးမကျနေတော့ဘူးလို့ပြောသွားတယ်အဲ့ဒီပြောကြားချက်ကတဘာဝပြည်အန်တဲ့စီမံခန့်ခွဲမှုရတဲ့ရိုင်းရေးကြီးတဲ့အချက်တစ်ချက်ကိုထောက်ပြနေတာပဲမုံတိုင်းဝင်လို့ပျက်စီးတာကပထမအဆင့်အဲ့ဒီကထွက်လာတဲ့အပျက်စီးတွေကရေနုံမြုံတွေမြချုံတွေကိုပိတ်ဆို့ပြီး ရေကြီးရေလွှမ်းမှုကိုပိုဆိုးစေတာကဒုတိယအဆင့်ဘေးအန္တရာယ်ပဲဒါကြောင့်မို့လို့မြို့ပြစီမံကိန်းဒီမော်လီဘေးအန္တရာယ်အပြီးရှင်းလင်းရေးနဲ့အခြေခံအဆက်အုံတွေရဲ့ကြန့်ခိုင်မှုကိုဘလောက်ထိထက်သွင်းစဉ်းစားထားသလဲဆိုတာကအသက်နဲ့တည်ရည်ရှင်ရေကိုဆုံးဖြတ်ပေးတော်နိုင်တယ်ပေါ့နော်တဖက်မှာဖိလစ်ပိုင်ကဒီလိုအဖြစ်စီနေနပန်းလုံးနေရာချင်းမှာမုန်တိုင်းရဲ့နော့တာဥဒိယာဖြစ်တဲ့ထိုင်ဝမ်ကတော့တုံ့ပြန်မှုကတော်တော်လေးကိုမြန်ဆန်ခဲ့တယ်ဟုတ်ကဲ့အဲ့ဒီအချက်ကအလုံးရေးကြီးပါပဲ။ ဒါအကျိုးတင်ဖြစ်စမဟုတ်ဘူးအတွေ့အကြုံကတဲ့သင်ခန်းစာလို့ပြောရမှာဖိလစ်ပိုင်မှာဘာဖြစ်သွားလဲဆိုတာကို real time မြင်နေရတော့သူတို့ရဲ့တုံ့ပြန်မှုကပူပြီးအားကောင်းသွားတာပေါ့ဒါကမေတ္တာကမီးလောင်မီမှာထွက်လာတာနဲ့မီးခိုးနဲ့ရောက်လာတဲ့ချက်ချင်းထွက်လာတဲ့ကွာချချက်ပဲထိုင်ဝမ်ကမီးခိုးနဲ့ရောက်လာတဲ့ချက်ချင်းလှုပ်ရှားလိုက်တာဟုတ်တယ်တရင်ဒီရဆိုရင် မုံတိုင်းမရောက်ခင်မှာပဲကမ်းရိုးတန်းနဲ့တောင်တန်းဒေသတွေကလူပေါင်း၁၀,၀၀၀ကျော်ကိုဘေးလွတ်ရာကိုကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီးပြီးအကြောင်းတွေကိုလည်းပိတ်ထားလိုက်တယ် ဒီလိုလို့ဆောင်ချက်တွေကအသက်ပေါင်းများစွာကိုကဲတင်နေဟဲမှာတေချာတယ်ဗျာတေချာပါတယ်ရှင်ဒါကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးတယ်တဘာဝဘေးအန္တရာယ်ကိုတားဆီးလို့မရနိုင်ပေမဲ့တီးကြတဲ့သတင်းချက်လက်အချိန်မီသတိပေးစနစ်နဲ့ထျောက်ကဲကြိုတိပင်စင်မှုတွေကသူ့ရဲ့အဖြစ်ဆွမ်းအားကိုအများကြီး short ချပေးနိုင်နေဆိုတာပါပဲကောင်းပြီအာရှဒေသမှာတဘာဝတရားရဲ့အင်အားပြင်းထန်မှုကိုဒီလိုမြင်တွေ့နေရချိန်မှာကမ္ဘာတခြားနေရာတွေမှာလည်းမတူညီတဲ့ပုံစံအမျိုးမျိုးနဲ့အားပြိုင်မှုတွေ ဖြစ်ရတဲ့ကလည်းအရှင်အဟုန်နဲ့ဖြစ်ပေါ်နေတော့ပဲအဲ့ဒီတည်းကတရင်တို့တကြုံကို ကြည်လိုက်ကြအောင် ပထမတစ်ခုကတော့တူရကီနိုင်ငံကဝမ်းနေဆရာတရင်မှာစစ်ဘက်ကွန်ဒလီယန်တစင်းပြကြပြီးလိုက်ပါလာတို့အယောက်20လုံးအသက်ဆုံးရှုံးခဲ့ရတယ်ဒါကလေကျွန်တော်တို့ဘလော့ပဲနင်းပညာတွေတိုးတက်နေပါစေမထင်မထားတဲ့မတော်တဆမှုတွေရဲ့အန်ဒရီယလာအမြဲရှိနေတယ်ဆိုတာကိုသတိပေးနေတယ်လို့ပဲ အရာရာကိုထိမ့်ချုံနိုင်တယ်လို့ထင်နေချင်းမှာပဲဖြစ်တတ်တဲ့အဖြစ်ပြက်မျိုးပေါ့နောက်တဲ့င်းတစ်ခုကတော့နိုင်ငံရေးဇက်ခွန်ပေါ်ကပါပေကြီးမြို့မှာစပိန်ဘီယန်နဲ့တရုတ်တမ္မတာတို့တွေ့ဆုံပြီးတော့နှစ်နိုင်ငံရဲ့စီးပွားရေးယဉ်ကျေးမှုဆက်ဆံရေးကို ပိုခိုင်မအောင်လှုပ်ဆောင်ဖို့ကတိထူခဲ့ကြတယ်။ဒါက soft power diplomacy လို့ပြောလို့ရမလားပြောနိုင်ပါရဲ့ရှင်။အထူးသဖြင့်ဥရောပနဲ့တရုတ်ကြားကဆက်ဆံရေးကအမြဲတမ်းအတက်အကျရှိနေချိန်မှာ ဒီလိုထိတ်တန့်အစနစ်တွိတ်ဆုံမှုတွေကယုံကြည်မှုတိဆောက်ဖို့ကြိုးပမ်းမှုတစ်ခုပဲလေတစ်ဖက်မှာအမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုတွေရှိနေချိန်မှာဥရောပနိုင်ငံတွေကသူတို့ရဲ့ကိုပိုင်ရည်တချက်ကိုရှာဖွေနေကြတာပေါ့ဒီလိုတွိတ်ဆုံမှုတွေကအဲ့ဒီအားပြိုင်မှုတွေကြားကတိမ်မွေးတဲ့နိုင်ငံရေးကစားွက်တွေပါပဲဒါဆိုရင်နောက်တဲ့ရင်တဘောကတော့ဟပ်ပါဝါဘာဂူနေနေရောက်သွားတယ် ကျွန်တော်တို့ရဲ့ data တွင်းမှာပဲ Australia နဲ့ Indonesia လိုကစစ်ရေးပူးပေါင်းဆောင်ရွက်မှု2မြက်မြက်လုံခြုံရေးစာချုပ်တစ်ခုကို limit ထိုးဖို့သူပေါ်တူလိုက်ကြပြီ။ဒါကဘာကိုဆိုလိုတာလဲ။ဒါကတော့တောင်ရုပ်ပင်လယ်အရေးနဲ့ Indo-Pacific data တွင်းမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကြီးထွားလာတာကိုတုံ့ပြန်တဲ့မဟာဗျူဟာမြောက်ခြေလှမ်းတစ်ခုလိုမြင်နိုင်ပါတယ်။ Australia ကျော Indonesia ဟာအရေးပါတဲ့အင်းကြီးဖြစ်တယ်လို့ Indonesia တော့လည်း Australia လိုမဟာမိတ်တို့ရင်ကာကွယ်ရေးဆိုင်ရာပံ့ပိုးမှုကအရေးကြီးရယ်လေ။ ဒီရေဒါမှာနိုင်နိုင်ရေးရာဒူဒူကတဖြည်းဖြည်းပိုပူနွေးလာနေလေဆိုတဲ့လက္ခဏာတစ်ခုပါပဲနောက်ဆုံးသတင်းတစ်ခုကတော့ဥရောပပိုလန်နိုင်ငံကပါအဲ့ဒီမှာတော့အစွမ်းရောက်အမျိုးသားရေးဝါဒီအုပ်စုတွေကလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ်စီတန်းလဲလေပွဲကြီးတစ်ခုကိုကျင်းပခဲ့တယ်သူတို့ကင်ဆောင်ထဲတဲ့ဆိုင်းဘုတ်တွေမှာလူဝင်မှုကြီးကြရေးကိုစန့်ကျင်တဲ့စာတန်းတွေအမျိုးသားရေးလက္ခဏာကိုကာကွယ်ဖို့လွန့်ဆော်တဲ့စာတန်းတွေပါဝင်ခဲ့တယ်ပေါ့ ဓာရော့ပြည်သွင်းမှတိုက်ခတ်နေတဲ့လူမှုရေးမုံတိုင်းတစ်ခုပေါ့နော်။ကဘာဒွန်းမှဒီလိုအမျိုးသားရေးဝါရပြန်လဲခေါင်းထောင်ထားလာတဲ့လှိုင်းကအရှင်ကောင်းနေရုံပဲ။စီးပွားရေးမတည်ငြိမ်မှုတွေ၊ယဉ်ကျေးမှုဆိုင်ရာစိုးရိမ်မှုတွေနဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့လွန်ဆော့မှုတွေပေါင်းဆက်ပြီးဒီလိုလှုပ်ရှားမှုတွေဖြစ်လာတာပါ။ အဲ့ဒီတော့ဒီသတင်းလေးခုကိုခြုံကြည့်လိုက်ရင်တဘာဝမုန်တိုင်းတွေလိုပဲနိုင်ငံရေးလူမှုရေးမုန်တိုင်းတွေကလည်းကမ္ဘာနေရောအနှံ့မှာပုံစံမျိုးမျိုးနဲ့တိုက်ခတ်နေပြီးတခုချင်းစီမှာသူ့ရဲ့အကြောင်းတရားနဲ့အကျိုးဆက်တွေရှိနေတယ်ဆိုတော့ကိုတွေ့ရမှာပါဟုတ်ကဲ့အရင်ရှင်းလင်းတဲ့တုံ့တက်ချက်ပါပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အတ္တိကအချက်တွေကိုပြန်ပြီးခြုံငုံကြည့်အောင်မြန်မာနိုင်ငံတနင်္သာရီတိုင်းအသက်ရေးကြည့်တဲ့မိုးရင်တောင်တတိပေးချက်ခန်းနဲ့စခဲ့ကြတယ် ဒါဟာတင်းငယ်တဲ့သတိပေးချက်တစ်ခုဖြစ်ပေမဲ့ကြိုတင်ပြင်ဆင်မှုရဲ့အရေးပါပုံကိုပြနေတယ်လေအသေးစား노ဆက်တန်တစ်ခုလို့ပြောလို့ရတာကောဟုတ်တယ်အဲ့ဒီခဏဒီဒတ်တွေမှာအကြီးကျယ်ရိုက်ခတ်ခဲ့တဲ့ဖန်ဝွန်မွန်တန်အချောင်းကိုဆက်ဆွေးနွေးခဲ့ကြတယ်ဖိလစ်ပိုင်ရဲ့ကြွေကွဲစရာအဖြစ်ဖြစ်တဲ့ကနေထိုင်ဝမ်ရဲ့စနစ်ကြတဲ့ကြိုတင်ပြင်ဆင်မှုတွေကိုနိုင်ရှင်ကြည့်ခဲ့ကြတယ်နောက်ဆုံးမှာတော့တခြားကမ္ဘာနေရာတွေမှာဖြစ်ပေါ်နေတဲ့တန်တမာရေးစစ်ရေးနဲ့လူမှုရေးဆိုင်ရာမုန်တိုက်တွေကလည်း သူ့လမ်းကြောင်းနဲ့သူတိုက်ခိုက်နေတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးမှုတွေကိုနီကုံချုပ်အနေနဲ့နားချောင်နေသူတွေအတွက်စဉ်းစားကြရအတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ဒီနေ့ကျွန်တော်တို့လစ်လာခဲ့တဲ့ဖြစ်ရက်တွေဖီရင်းကမွေးလေဝရတရီပစ်ချက်တခုဒေတာရင်းကအင်းအပြင်းမုန်တိုင်းကြီးကမ္ဘာနိုင်ငံရေးစခုံပေါ်ကအားပြိုင်မှုတွေဒါတွေအလုံးကိုခြုံငုံကြည့်လိုက်ပါ။ရာသူပြောင်းလဲမှုတွေကတဘာဝပြီးအန်ဒီရီကိုပိုပြင်းထန်စေသလို ကမ္ဘာနိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းလူမှုအဖွဲ့အစည်းတွေကိုပုံမကစင်ကလျဖြစ်စေတဲ့ဒီနေ့ခေတ်ကြီးမှာလေတိကျမှန်ကန်ဒီအချိန်မီရရှိတဲ့သတင်းအချက်လက်တွေနိပညာရဲ့အကူအညီနဲ့နိုင်ငံအချင်းချင်းနေနေမိတွေနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကိုကြော်လွန်ပြီးပူးပေါင်းဆောင်ရွက်ခြင်းကလူသားတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ဖို့အတွက်အရင်ကတည်းကဘယ်လောက်အထိပိုပြီးအရေးကြီးလို့အနိုင်ပြီလဲဆိုတဲ့အချက်ကိုဆက်လက်ပြီးတွေးတောကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ရှင်အမင်းဖလေချင်းကန်တာရနဲ့ကြိုးဆိုပါတယ်ရှင် အမ်ဒီနေ့ကျွန်မတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လီမကြတဲ့ခင်ကမှဖိလစ်ပိုင်နိုင်ငံကိုအကြီးအကျယ်ဝင်တိုက်သွားပြီးတော့ထိုင်ဝမ်ဘက်ကိုဆက်သွားခဲ့တဲ့တိုင်ဖုန်မုန်တိုင်ဖန်ဝုန်ဖန်ဝုန်ပေါ့နော်အဲ့ဒီမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ရထားတဲ့အချက်လက်တီကိုအခြေခံပြီးဆွေးနွေးကြမှာပါဒီလိုတဘာဝပေးအန်တေဖီယက်ဒီကနေကျွန်တို့ဘလို့သင်ကန်းစာတွေရယူနိုင်မလဲဆိုလားအေးကြီးတယ်မဟုတ်လားဟုတ်ကဲ့အေးကြီးပါတယ်အဲ့ဒီရရှိထားတဲ့အချက်လက်တီကိုမကြည့်ပြီးတော့လေ ဖန်ဝုံမုံတိုင်းရဲ့အဖြစ်ဖြစ်ကိုပြန်သုံးတတ်တဲ့ခါမှာအဓိကအမြင်ကွဲလွဲနိုင်တဲ့ရှုထောင့်တစ်ခုရှိနေတယ်။အဲ့ဒါပါလဲဆိုတော့ဖိလစ်ပိုင်မှာဂျုံခဲ့ရတဲ့အဲ့ဒီမုံတိုင်းရဲ့ပြင်းထန်တဲ့အတဲရောက်မှုတွေလူတွေရဲ့ဆုံးရှုံးမှုတွေပျက်စီးမှုတွေအဲ့ဒါတွေကိုအဓိကအာယုံစိုက်ပြီးနားလေတင်လာဒါမှမဟုတ်ဟိုထိုင်ဝမ်မှာလုတ်ခဲ့တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေ ချိုတင်ထင်ဆက်မှုတွေရဲ့အရေးပါပုံကိုပို့ပြီးအလေးပေးပြီးတော့သင်ခန်းစာထုတ်တင်သလားဆိုတဲ့မိခုံးပါပဲဗျာဟုတ်ကဲ့ကျမအနေနဲ့ကတော့လေဒီမုန်တိုင်းရဲ့အင်မတန်ကြောက်စရာကောင်းတဲ့တက်ရောက်မှုတွေအထူးသဖြင့်ဖိလစ်ပိန်မှာဖြစ်ခဲ့တဲ့လူသားတွေရဲ့ဆုံးရှုံးမှုဒုက္ခတွေကိုအဓိကထားပြီးသုံးသပ်တင်ပြသွားမှာပါ။ဘာလို့လဲဆိုတော့ဒါကမုန်တိုင်းရဲ့တကယ့်ပြင်းကိုအစွမ်းသူ့ရဲ့အဖြစ်ဆွမ်းအားကိုပြနေတာမို့လို့ပါ။ကျွန်တော်ကတော့အဲ့ဒီရဲ့တစ်ဖက်အမြင်ပေါ့။တဘာဝဖေးကိုတုံ့ပြန်တဲ့နေရာမှာ လူသားတွေရဲ့စွမ်းဆောင်နိုင်မှုအဲကြိုးတင်ပြင်ဆင်မှုတွေနဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကဘလော့အရေးပါတယ်ဆိုတာကိုအလေးပေးပြီးသင်ပြတော့ပါမယ်အထူးသဖြင့်ထိုင်ဝမ်ရဲ့လော့ဆော့ချစ်တွေကိုကြည်ပြီးတော့ဗောလေအဲဒီကနေသင်ခန်းစာဘယ်လိုယူနိုင်မလဲဆိုတာကိုအာရုံစိုက်ပါမယ် ကောက်ပါပြီဒါဆိုကျမစတင်ပါမယ်နော်အမ်ဖန်ဝေါမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဝင်တိုက်တဲ့အချိန်မှာတကယ်ကိုအဖြစ်ဆွမ်းအကြီးမားတဲ့ဖြစ်အစိုးကြီးတစ်ခုဖြစ်ခဲ့ပါတယ်ကျမတို့ရထားတဲ့အချက်အလက်တွေရဆိုရင်လေဒီမုန်တိုင်းကကုန်းတွင်းကိုမဝင်ခင်ကတည်းက category 5အဆင့်5အထိပြင်းအားရှိခဲ့တယ်လို့ဆိုပါတယ်ဟုတ်လားအဆင့်5ဆိုတော့အမြင့်ဆုံးတော့ဟုတ်ပါတယ်အမြင့်ဆုံးအဆင့်ပါအလို့အမြင့်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ရဲ့အခြေအနေကိုညွှန်တာပါ အဲ့ဒီတော့ဒီမွန်တိုင်းရဲ့တိုက်ရိုက်အကျိုးဆက်ကြောင်းအ ਨੇ ဆုံးပေါ့နော် လူ၂၀ခုရောက်အသက်ဆုံးရှုံးခဲ့ရတယ်ပြီးတော့လူရေ၃သန်းမှ၅တန်းကျော်ကဒီမွန်တိုင်းတောင်ကိုတနည်းမဟုတ်တနည်းခံစားခဲ့ရတယ်လို့သိရပါတယ်အချက်လက်တွေရဆိုရင် စနေနေ့ညပိုင်းမှာဖိလစ်ပိုင်ရဲ့အကြီးဆုံးကျွန်းလူဇွန်ကျွန်းလူဇွန်အိုင်လန်ရဲ့အရှေ့မြောက်ပိုင်းကအော်ရိုရာပြည်နယ်အော်ရိုရာပရိုဗင့်စ်ကိုစဝင်တယ် အဲ့ဒီနောက်ပိုင်းမှာတော့အင်အားဖြင်းတဲ့လေတိုက်နှုံးတွေမိုးတွေကလည်းမရက်မနာရွာတော့နေရာတော်တော်များများမှာရေကြီးတာတွေမြေဖြိုတာတွေစတိုက်ဖြစ်ခဲ့တာပေါ့အင်းအတွင်းမြေစာဗလာပြည်နယ်အစ္စဘလာပရိုဗင်းစ်တေကဆန်တီယာဂိုမြို့ဆန်တီယာဂိုစီးတီးမှာဆိုရင်လည်းရေကလူတယောက်ရဲ့ရင်ဖက်ထီကိုမြင့်တက်ခဲ့တယ်။စကြကြေးဝါးရီတစ်ခုလုံးရေတဲ့နှမြုံလူနီပါဖြစ်ခဲ့ရတာမြင့်မြင့်တွေ့ရှိချက်တဲ့အရာဆိုရင်လည်းလမ်းနှစ်ပေါ်မှာအမြင့်ကနေတွေ့ထွက်နေတဲ့တပင်းကြီးတွေလေပြင်းတိုက်လို့ကောက်ွယ်လေမြင့်သွားတဲ့တတ်တော့အဖန်ဆရီပြန့်ကျင်းနေအောင်တွေ့ရတယ်လို့ဆိုပါရတယ်။ ဒါရီအလုံးကလည်းမုန်တိုင်းရဲ့ကြောက်စရာကောင်းတဲ့အဖြစ်ဆောင်အောင်တကယ်ထင်ထင်ရှားရှားပြနေတာပါအဲဒါကြောင့်ကျမမြင်မှာတော့ဒီလိုလူအသက်တီဆုံးရှုံးရမှုလူပေါင်းတန်းနဲ့ချီပြီးဒုက္ခရောက်ရမှုအခြေခံအဆက်အအုံတွေပျက်စီးရမှုတွေကပဲဒီဖန်ဝတ်မုန်တိုင်းအဖြစ်ပြည့်ရဲ့အရေးကြီးဆုံးအထူးကအာယုံဆက်ရမယ့်အပိုင်းဖြစ်တယ်လို့မြင်ပါတယ်ရှင်ဒါကတပါဝတရားရဲ့ကြောက်စရာဆွမ်းအောင်ပြနေတာပဲလေကျွန်တော်ကတော့ဒီကိစ္စကိုရှူးထောင်းမျိုးမျိုးကနေကြည့်ချင်းတယ်ဗျာဟုတ်ပါတယ်ဖိလစ်ပင်မှာဖြစ်ခဲ့တဲ့လူတက်ဆုံးရှုံးမှုတွေပျက်စီးမှုတွေက တကယ်ဝမ်းနေစရာကောင်းပါတယ်မုံတိုင်းကဘလောပြင်းလဲဆိုတော့ကိုလည်းပြတာပေါ့ဒါပေမဲ့ဒီဖီးရဲ့တခုလုံးကိုခြုံပြီးကြည့်တဲ့အခါမှာလေမုံတိုင်းလမ်းကျောင်းပေါ်မှာရှိနေတဲ့ North နိုင်ငံထိုင်ဝမ်ရဲ့တုံးပြန်ဆောင်ရုံမှုနဲ့ကျူတင်ပြင်ဆင်မှုတွေကိုလည်းအလေးထားပြီးလေ့လာတင်တယ်လို့ကျွန်တော်ယူဆတယ်ဟိုရရှိတဲ့တည်င်းချက်လက်တွေထဲမှာဖန်ဝုံမုံတိုင်းကထိုင်ဝမ်ကိုချင်းကက်လာတဲ့အချိန်မှာအတော်လေးအားရွားတဲ့မုံတိုင်း Much Weekend Typhoon ဆိုပြီးပေါ်ပြထားတာတွေ့တယ်လေဟုတ်ကဲ့ အဲ့ဒီအချက်ပါပါတယ်အဲ့ဒါကအခြေအနေတစ်ခုဖြစ်နိုင်ပြီမဲ့ပိုရေးကြည့်တာကထိုင်းဝါအာနာပိုင်းတွေရဲ့လှုပ်ဆောင်ချက်ပဲသူတို့ကမုံတိုင်းမရောက်ခင်မှာကြိုတင်ဖြင့်ဆင်မှုတွေကိုတော်တော်စနစ်တကျလုပ်ခဲ့တယ်အထူးသဖြင့်ပေါ့မုံတိုင်းတန်ခံရနိုင်ကြမညာတဲ့ကမ်းရိုးတန်းဒေတာတွေတောင်တန်းဒေတာတွေမှာနေတဲ့လူတွေလူပေါင်း8300ကျော်ကိုဘီလိုရာကိုကြိုတင်ပြီးရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့ဆိုးတဲ့ချက်ဒါကတော်တော်အရေးကြီးတယ်လို့ကျွန်တော်ထင်တယ်ဒါက သက်ဆိုင်ရာအာဏာပိုင်ရဲ့ကြိုတင်ခန့်မှန်းမှုစီမံခန့်ခွဲမှုပြီးတော့အချိန်မီတုံ့ပြန်နိုင်စွမ်းကို ပြနေတာပဲ။ဟိုယာဒီတို့ရေတာဂရက်ဖစ်တီမှာမုန်တိုင်းကကျွန်းရဲ့တောင်ဘက်ဆွန်းလားကိုရောက်နေတဲ့အချိန်မှာတော့ဒီလိုကြိုတင်ပြင်ဆင်မှုတွေကိုအရှိန်ဟုန်နဲ့လုပ်နေခဲ့တာတွေ့ရတယ်။ဒီလိုကြိုတင်ကာကွယ်မဟာဗျူဟာတွေတတိပေစနစ်တွေလူမှုကိုအချိန်မီအတိပေးပြီးရွှေ့ပြောင်းနိုင်ခဲ့တဲ့စီမံခန့်ခွဲမှုတွေအဲ့ဒါတွေကိုလည်လာတုံသက်ခြင်းက အနာဂတ်မှာအလာတူတဘောပေးတွေကိုပူပြီးကောင်းကောင်းရင်ဆိုင်ကျော်လွှမ်းနိုင်ဖို့အတွက်တမှုရှိတဲ့သင်ငန်းစာတွေရနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်။အဲဒါကြောင့်ပျက်စီးမှုကိုအတိမတ်ပြုပေမဲ့ဒီတုံပြန်မှုနဲ့ကာကွယ်မှုရှုထောင့်ကနေပူပြီးအလေးထားတင်တယ်လို့တင်ပြခြင်းပါလေဗျာ။အဲ့ဒီဂျူတင်ပြင်ဆင်မှုရဲ့ရဲပါပုံကိုရှုမြင်တာကိုနားလည်ပါရဲ့ရှင်။ဂျူတင်ကာကွယ်နိုင်ရင်တော့ကောင်းဆုံးပေါ့။ဓမ္မတီနီယာမှာကျမထောက်ပြခြင်းတာက မုန်တိုင်းရဲ့မူလတဘာဝပါ။ ဖိလစ်ပိုင်မှာကျုံခဲ့ရတာကစစ်ငါးမုံတိုင်းရဲ့ကိုက်ရိုက်တန်းလေလူ၂၈ယောက်တည်ဆုံးတဲ့တုံးတမငါးတန်းကျော်ထိခိုက်တယ်ဆိုရဲကင်းကနန်လီကရှော့တွက်လို့ရတဲ့အရာတွေမဟုတ်ဘူးလီမှန်ပါတယ်တိုက်ခိုက်တယ်လူမုံတိုင်းမျိုးရဲ့ပင်ကိုဖြစ်စင်းနိုင်စွမ်းကဘယ်တော့ထိကြီးမားတယ်လဲဆိုတာကိုအထင်ရှားဆုံးပြနေတာပါထောင်ဝိုင်းကိုရောက်တော့အားလျော့သွားတယ်ဆိုတာကဟုတ်ပါတယ်ကန်ကောင်းတဲ့အချင်းကြီးတခုလို့ပြောလို့ရနိုင်ပေမဲ့ဒါကမုံတိုင်းတိုင်းအဲ့တော့ဖြစ်မယ်လို့အာမခံကြမ်းမှာမရှိတာ အကယ်၍မျက်မှုန်တိုင်းကအားမလျော့ပဲအစစ်ငါးအတိုင်းတာထိုင်ဝမ်ကိုဝင်ခဲ့ရင်ကျိုတင်ပင်စင်မှုတွေလောက်ထားတဲ့ဆိုတော့ဖြက်စီးဆုံးရှုံးမှုကကြီးကိုကြီးမှာပဲဒါကြောင့်မုံတိုင်းရဲ့အခြေခံအန်ဒီယန်နဲ့ဖြစ်ပေါ်ခဲ့တဲ့ဆိုဂျိုတွေကိုအဓိကထားသုံးသပ်ခြင်းကဒါဒီလိုတဘာဝဘေးတွေရဲ့တကက်ပြင်းထန်မှုကိုမမေ့မလျော့စေပဲအနာဂတ်အတွက်ပိုပြီးလက်တွေ့ကြတဲ့အတ္တိတရားကိုပေးနိုင်မယ်လို့ကျွန်မမြင်ပါတယ်ပြောရရင်တော့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးရဲ့ပြင်းထန်မှုကဒါမုံတိုင်းရဲ့တကက်တရုတ်မှန်ကိုထင်ရှားစေတာပါอืม ခိုင်မာတဲ့အဆိုဖြစ်ချက်ပါပဲမုန်တိုင်းရဲ့မူလပြင်အားနဲ့ဖိလစ်ပိုင်မှာဖြစ်ခဲ့တဲ့အဖြစ်ဆိုးတွေကတကယ်ကိုကြောက်စရာကောင်းတာမှန်ပါတယ်ဒါပေမဲ့ဒီအချက်ကိုတော့ထစ်စင်စားကြည့်တဲ့လို့ကျွန်တော်ထင်တယ်မုန်တိုင်းအားလျော့သွားတာဟုတ်ပြီအကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်ဒါပေမဲ့ထိုင်ဝမ်ရဲ့ဂျိုတင်ပြင်ဆင်မှုတွေအထူးသဖြင့်လူ8300ကျော်ကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့တာအဲဒါကဂျိုတင်ပြင်ဆင်ခြင်းရဲ့တန်ဖိုးနဲ့အကျိုးတရားမှုကိုပြနေတာပဲ ဒီလှုပ်ဆောင်ချက်တွေကြောင့်အကယ်၍မုန်တိုင်းကပိုပြင်းခင်တောင်မှလူအသက်ဆုံးရှုံးမှုတွေကိုတိတိတသားလျော့ချက်နိုင်ခဲ့မှာထင်ရှားတယ်လို့ပဲဗျာဆိုလိုချင်တာကမုန်တိုင်းရဲ့တက်ရောက်မှုဆိုတာတဘာဝတရားရဲ့အင်အားတစ်ခုတည်းပေါ်မှာမူတည်နေတာမဟုတ်ဘူးလူသားတွေရဲ့တုံ့ပြန်မှုကြိုတင်ပြင်ဆင်မှုအစဉ်တန်းတွေပေါ်မှာလည်းအများကြီးမူတည်နေတယ်ဆိုတာကိုပြနေတာပေါ့ဒီဖြစ်ရခနဲ့သင်ခါးစားယူမယ်ဆိုရင်တဘာဝပေးရဲ့ပြင်းထန်မှုကိုအတိအမှတ်ပြုရင်းနဲ့တပြန်တည်းထဲမှာဒီလိုကြိုတင်ကာကွယ်မှုတွေကဆိုးကျွတ်တဲ့အောင်မှုတွေကိုဘလို့လျော့ချနိုင်တယ်လဲဘလို့စီမံခန့်ခွဲမှုတွေက ထီရောက်တယ်လေဆိုတဲ့အချက်ကိုအလေးထားလီလာတင်တယ်လို့ကျွန်တော်မြင်တယ်။ဒါကတခြားနေရာတွေအတွက်ပါအတူယူကျင့်သုံးနိုင်တဲ့အဖြူသဘောဆောင်လေးရှုထောင့်ဖြစ်ပါတယ်လေ။စိတ်ဝင်စားစရာချင်ကမှုပါပဲ။ဒါဒီမဲ့တင်းအချက်လက်တွေကိုတင်ပြပုံနဲ့ပတ်သက်ပြီးကျွန်တော်တို့သုံးသပ်ကြည့်အောင်လား။ဝါယုံတလင်းလိုမျိုးပေါ့။နိုင်ငံကတရင်ဌာနတွေရဲ့ဖော်ပြချက်တွေကိုကျင့်ဖိလစ်ပိုင်မှာဖြစ်ပွားခဲ့တဲ့ပျက်စီးမှုတွေကိုအတော်လေးပုံဖော်ပြီးရေးထားတာတွေ့ရတယ်။ဥပမာရင်ဘတ်ထီရေမြုပ်ချင်းတို့ အမြင့်မှကျွတ်သောတစ်ပင်များလို့ကောက်ကွေးနေတို့တက်တိုးများဆိုတဲ့အတုံးနှုံးတွေကလူတွေကြုံတွေ့ရတဲ့ဒုက္ခနဲ့ပျက်စီးမှုရဲ့ကြောင့်မဲ့ဖွေရကိုအ धिक ပုံဖော်နေတာဒါကတဘာဝဘေးရဲ့လူသားတွေဘောတက်ရောက်မှုအထူးသဖြင့်ဆိုးရတဲ့ထိခိုက်ဆုံးရှုံးမှုတွေနဲ့ခံစားချက်တွေကိုအသားပြေဖော်ပြရလို့ဆုံနိုင်တယ်။တပတ်မှထိုင်ဝမ်နဲ့ပတ်သက်လို့ဖော်ပြရတဲ့အခါကျတော့လူရှိခောင်တုံးရကျော်ရွှေပြောင်းအားလျော်သောမုံတိုင်းဆိုပြီးတော့ပို့ပြီးလို့လုပ်ငန်းစဉ်ဆန်းဆန်းအချက်လက်ကျကျဖော်ပြထားတာတွေ့ရတယ်။ဒီလိုတင်ပြပုံခွာချမှုက အဖြစ်မှန်ရဲ့လူသားတွေဘောတက်ရောက်မှုအထူးသဖြင့်ဒုက္ခခံစားရမှုတွေကိုအတိအကထားတဲ့အရေးပါမှုကိုမိမောင်းထိုးပြနေတယ်လို့ကျွန်မယူဆမိတယ်။လူသားတွေရဲ့ခံစားချက်နဲ့ဆုံးရှုံးမှုကိုဦးစားပေးတဲ့တင်ပြပုံကြည့်ကြလို့ဆုချင်တာပါရှင်။ကျွန်တော်ကတော့အဲ့ဒီတတင်းတင်ပြပုံကိုအချားနီးနဲ့အတင်းပဲဖွင့်ကြည့်ချင်တယ်ဗျာ။ဟုတ်ကဲ့ဖော်ပြပုံကွာခြားတာကိုတတိပြုမိပါတယ်။ဖိလစ်ပိုင်ရဲ့အခြေအနေကိုပို့ပြီးတော့ထိတ်ခိုက်ကြက်ကွဲပဲပုံစံနဲ့ဖော်ပြတယ်။ ထိုင်ဝမ်ရဲ့အခြေအနေကိုတော့ပိုပြီးတော့စီမံခန့်ကွဲနိုင်တဲ့တုံ့ပြန်ဆောင်ရွက်မှုအသားပြီးပုံစံနဲ့ဖော်ပြတယ်လို့မြင်လို့ရပါတယ်။ဒါပေမဲ့လေဒီလိုရှင်တွဲဖော်ပြခြင်းအပြင်တရင်ဌာနတွေကမတိစိတ်နဲ့ဖြစ်စေတိစိတ်နဲ့ဖြစ်စေလူသားတွေရဲ့ကြိုးကျင်ပြင်ဆင်မှုနဲ့တုံ့ပြန်ဆောင်ရွက်မှုတို့ရဲ့အရေးပါပုံကိုတွယ်ဝိုက်ပြီးတော့အလေးပေးနေတယ်လို့ဆိုနိုင်မလားပဲ။အာရသွားတဲ့မုံတိုင်းဆိုတဲ့အချက်ရဲ့လူ၈၃၃၀ကျော်ရွှေပြောင်းဆိုတဲ့တိကျတဲ့လှုပ်ဆောင်ချက်အချက်လက်တွေကိုရှင်တွဲဖော်ပြခြင်းဟာကြိုတင်ပြင်ဆင်အကျိုးရှိတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကအရေးပါတယ်ဆိုတဲ့သတင်းစကားကိုပေးနေတယ်လို့ကျွန်တော်ကတော့အတိပဲကောက်ယူခြင်းတယ်။ဒါကြောင့်သတင်းတင်ပြပုံကိုယ်တိုင်ကလူသားတွေရဲ့ကြိုးပမ်းမှုနဲ့ကြိုးတင်ကာကွယ်ရေးကြံပိုးကိုမိမောင်းထိုးပြနေတယ်လို့မြင်တယ်။ဟွန်းဒီလိုတင်ပြပုံကအဖြစ်ဆိုးကိုချီးပေအာယုံမဆိုင်ပဲဖြည့်ရှင်းနိုင်ကြကိုပါထဲ့တွင်းစဉ်းစားစီတာပေါ့။အဲလဲဆိုတာကိုအပြည့်အဝသဘောပေါက်ဖို့ပဲဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့တွေ့ကြုံကဒါကိုလက်တွေ့ကြကြအရှင်းရှင်းလင်းလင်းပြနေတယ်လေ။ လူအသက်တွေမိသားစုတွေအသက်မွေးဝန်းကျောင်းလုပ်ငန်းတွေအိုးအိမ်စီစဉ်တွေအများကြီးဆုံးရှုံးခဲ့ရတယ်။ဒီအန်ဒရဲပြင်းထန်မှုကိုအတိမပြုခြင်းကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ရမှာအခြေခံအဆုံးလိုအပ်ချက်ပါ။ထိုင်ဝမ်ရဲ့ကြိုတင်ပြင်ဆင်မှုအောင်မြင်ပုံကိုပဲအဓိကထားပြီးပြောနေမယ်ဆိုရင်ဟုတ်ပါတယ်ဒါကအရေးကြီးတယ်။ဒါပေမဲ့တခါတလေမုန်တန်းရဲ့တကယ့်အန်ဒရကိုရှော့တွင်းမိစင်နေတဲ့အလားလားရှိနေတယ်။အကေးမြနောက်တစ်ချိန်အလတ်တူမုန်တိုင်းကကြိုတင်ပြင်ဆင်မှုတွေကိုကြော်လွန်ပြီးပျက်စီးမှုတွေဖြစ်စေခြင်းဘယ်လိုလုပ်မလဲ အဲ့ဒါကြောင့်အရေးရှိအတွက်အရေးကြီးဆုံးသင်ခန်းစာကဒီဘေးအန်ဒီရဲ့ပြင်ထန်မှုဖြစ်နိုင်ခြေရှိတဲ့အဆိုးရွားဆုံးအခြေအနေကိုနားလည်သဘောပေါက်ဖို့ပဲဖြစ်ပါတယ်ရှင်။ဓမ္မတာလုံလောက်တဲ့အလေးထားမှုနဲ့အရေးမြေခွဲဝေမှုတွေလုံနိုင်မှာပါရှင်။အေးစိတ်မကောင်းပါဘူး။အဲ့ဒီအချက်ကိုတော့ကျွန်တော်လုံးဝလက်မခံနိုင်ဘူး။ဘာကြောင့်လဲဆိုတာရှင်းပြပါစေ။ပျက်စီးမှုရပြင်းတိုင်းမှုကိုသိရှိနားလည်ဖို့အရေးကြီးတယ်ဆိုတာကိုကျွန်တော်မငြင်းပါဘူး။ဒါပေမဲ့အဲ့ဒီအသည့်ကနေလက်တွေ့အသုံးချနိုင်တဲ့ အဖြူသဘောဆောင်တဲ့သင်ကားစာကိုကူးတောင်းနိုင်မှုကပိုပြီးအရေးမကြီးဘူးလားလို့ကျွန်တော်မေးချင်တယ်ဗျ။ထိုင်ဝမ်ရဲ့ဂျိုတင်လူရှိပြောင်းမှုလိုမျိုးတိကျတဲ့ဆောင်ရိုက်ချက်တွေဂျိုတင်သတိပေးစတင်တည်းရဲ့ထိရောက်မှုတွေအဲ့ဒါတွေကတခြားဘီယန်တွေရဲ့ကြာရောက်နေတဲ့ data တွေအတွက်တကယ်ကိုအတုယုံလက်တွေ့ကျင့်သုံးနိုင်တဲ့နီလာနီဖြစ်နေတာ။ပျက်စီးမှုတွေနဲ့ဆုံးရှုံးမှုတွေရဲ့ပမာဏကိုပဲအာရုံစိုက်နေရင်အဲ့ဒါက one နဲ့ကြည်ဝေးမှုနဲ့စစ်တဲ့ကြောင့်မှုကိုပဲဥတီသွားစေနိုင်တယ်။ပြီးတော့အနာဂတ်မှာဘယ်လိုကာကွယ်ရမလဲ။ ဘလို့ပိုကောင်းရအောင်လက်ရမလဲဆိုတဲ့လက်တွေ့ကြတဲ့ဖြစ်ရှိနေတဲ့ကိုအလေးမပေးရရောက်သွားနိုင်တယ်။အဲ့ဒါကြောင့်ကြိုတင်ပြင်ဆင်မှုမဟာဗျူစာတွေရဲ့ထိရောက်မှုဘဲချက်တွေကအလို့ဖြစ်တယ်။ဘဲချက်တွေကတိုတက်ဖို့လိုသေးတယ်ဆိုတာတွေကိုနားလေသုံးသချင်းကားသာရေရှည်ပလက်ပိုတောင်ဖို့ချီရဲ့ပိုသုံးဝင်တဲ့လူဖွဲ့စည်းတွေကိုပိုပြီးခံနိုင်ရရှိအောင်တိဆောက်ပေးနိုင်တယ်။သင်ကန်းစာကိုပေးနိုင်တယ်လို့ကျွန်တော်ယုံကြည်ရဲ့။ဟိုဖီလာရာကိုလက်ခံယုံတတ်တတ် fatalism အစား ကိုယ်တိုင်လုံဆောင်နိုင်စွာ agency ကိုအလေးပေးသင့်တယ်လို့ထင်ပါတယ်။ဒီနေရာမှာနောက်ထပ်စဉ်းစားချက်တခုရှိနိုင်ပါသေးတယ်ရှင်။ဖိလစ်ပိုင်နဲ့ထိုင်ဝမ်ကြားကအခြေခံအခြေအနေတွေကွာခြားမှုပါ။ရရှိတဲ့အချက်လက်တွေကအသေးစိတ်တော့မဖော်ပြဘူးပေါ့နော်။ဒါပေမဲ့ရေဖြိုးရဲ့အဖြစ်နိုင်ငံတစ်ခုရဲ့အခြေခံအဆောင်အုံစီးပွားရေးအခြေအနေတဘာဝပီးတုံ့တင်ရေးဆိုင်ရာအငြင်းမြစ်စူးစီးနိုင်မှုနှစ်ရှည်လမ်းမြကြိုတင်ပြင်ဆင်မှုအတွေ့အကြုံအဲ့ဒီမှာကွာခြားမှုတွေရှိနိုင်တယ်လေ။ ဒီချက်တွေကမုံတိုင်းတန်ခါရမို့အတိုင်းတာကိုတက်ရောက်မှုရှိစေနိုင်ပါတယ်။ဆိုလိုတာကဖိလစ်ပိုင်မှာဖြစ်ရှိမှုပူကြီးမရတာဟာမုံတိုင်းပြန်လို့တခုတည်းကြောင့်မဟုတ်ပဲရှင်းစွဲအားနည်းချက်တွေစနစ်ပိုက်ဆိုင်ရာလိုအပ်ချက်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့နော်။ဒါကြောင့်မုံတိုင်းရဲ့တက်ရောက်မှုကိုအဓိကထားတွန်းတက်ခြင်းအဖြစ်ဒီလိုစနစ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုပါဖို့ထုတ်နိုင်ပြီးရေရှည်ခန္ဓာရေရှိဖို့ဘာတွေလိုအပ်နေလဲဆိုတာကိုမြင်တာစေနိုင်ပါတယ်။ ဒါကကျူတင်ပြင်ဆင်မှုဆိုတာရေးဖို့လှုပ်ဆောင်ချက်တွေအပြင်အခြေခံကြားတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်းဆက်ဆက်နေတယ်ဆိုတာကိုပြနေတာပါဒါကစိတ်ဝင်စားစရာကောင်းတဲ့အချက်ပါပဲနိုင်ငံတွေရဲ့အခြေအနေနဲ့စနစ်ပိုင်းဆိုင်ရာကွာခြားမှုတွေကအရေးကြီးတယ်ဆိုတာကိုကျွန်တော်သဘောတူပါတယ်ဒါပေမဲ့အဲ့ဒီကွာခြားမှုတွေရှိနေတာကြောင့်ပဲထိုင်မှန်ရဲ့လှုပ်ဆောင်ချက်တွေနေရနိုင်တဲ့တင်ခန်းစာတွေရဲ့တန်မိုးကပိုပြီးထင်ရှားလာတယ်လို့ကျွန်တော်မြင်နေဗျာ ။ဘာကြောင့်လဲဆိုတော့အချင်းနဲ့ကွာခြားပေမဲ့ထိုင်ဝမ်ကကျင့်သုံးခဲ့တဲ့ကြိုတင်ပြင်ဆင်မှုနီလာများစုဥပမာအချင်းမီတတိပေးချက်ထုတ်ပြန်တာဘေးလိုရရွှေ့ပြောင်းရေးစီမံကိန်းညှိကြိုတင်ရေးဆွဲထားတာပြည်သူလူထုကို အသိပညာပေးတာအရေးပေါ်ဌာနတွေကြားညီနိုင်ဆောင်ရတာစတဲ့အခြေခံမှုတွေဟာကမ္ဘာလုံးဆိုင်ရာမှာအတုံးချနိုင်တဲ့ universal နီလာနေဖြစ်နေလို့ကွယ် ဟုတ်ပါတယ်အရင်မြေကွာချမှုအရာအကောင့်တွေဖော်နိုင်မှုအတိုင်းသာကွာနိုင်တယ်။ဒါပေမဲ့ဒီခြေကမှုတွေကိုနားလေပြီးကိုယ့်ရဲ့အခြေအနေနဲ့လိုက်လောညီတွေ့ပြီးအောင်ကျင့်သုံးဖို့ကြိုးစားခြင်းကအရေးကြီးတယ်လေ။ဒါကြောင့်စနစ်ပိုင်းဆိုင်ရာကွာခြားချက်တွေကိုအတိမတ်ပြုရင်းနဲ့တပြိုင်တည်းထိမှထိရောက်မှုရှိတဲ့တူပြင်ဆောင်ရွက်မှုနီလိုင်းတွေကိုအလေးပေးလေ့လာခြင်းကပိုပြီးလက်တွေ့ကျတဲ့အကျိုးကျေးဇူးကိုရရှိစေနိုင်တယ်လို့ကျွန်တော်ဆက်လက်ယုံကြည်တုံးပါပဲ။ဒီစနစ်မှုတွေကိုပြန်ပြီးခြုံငုံသုံးသပ်ရရင်တော့လေ။ကျမရဲ့အထီးကရဲ့ဒီချက်ကတော့ ဖန်လောင်မုန်တိုင်းရဲ့အဖြစ်အပျက်ကိုနားလည်တဲ့ဘောက်ပေါက်ဖို့ကြိုးစားတဲ့အခါမှာဖိလစ်ပိုင်နိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့တက်ရောက်မှုတွေအထူးသဖြင့်လူသက်ပေါင်းများစွာဆုံးရှုံးခဲ့ရမှုလူသားပေါင်းများစွာထိခိုက်ခံစားခဲ့ရမှုနဲ့ကြီးမားကျပြားနဲ့ပစ္စည်းဆုံးရှုံးမှုတွေကသာဒီဖြစ်ရပ်ရဲ့အဓိကအလေးထားရမယ့်အချက်ဖြစ်ဆက်လက်ပြီးခံယူပါရရှင်။ဒါတွေကသဘောအပြည့်အတည်းတစ်ခုရဲ့တကယ်ကြောက်မဖွယ်ရအစွမ်းတက်တီနဲ့ဖြစ်နိုင်ရှိရှိတဲ့အဆိုးရွားဆုံးအကျိုးဆက်တွေကိုမိမောင်းထုတ်ပြနေတာပါ။ ဒီအဖြစ်မှန်ကိုမျက်ကွယ်မှချူစမှုလို့ထင်ပါတယ်ကျွန်တော်ဘက်ကပြန်လဲအချင်းချုပ်ပြရင်တော့ဟုတ်ကဲ့ဖိလစ်ပိုင်ရဲ့အဖြစ်ဆိုးကို၄နှစ်စွာအတိမပြုပါနဲ့တပြိုင်နက်တည်းမှာပဲထိုင်ဝမ်နိုင်ငံရဲ့ကြိုတင်ဖြစ်စမှုတယ်အထူးသဖြင့်လူပေါင်း8300ကျော်ကို အချင်းမီဖြီးလူရရွှေပြောင်းပေးနိုင်ခဲ့တဲ့တိကျတဲ့ဆောင်ရွက်ချက်တွေနဲ့သူတို့ရဲ့စိတ်နှကြတဲ့တုံ့ပြန်မှုတွေဟာတဘာဘာဖြစ်ရတဲ့အရေးကိုရင်ဆိုင်တဲ့အခါမှာလူသားတွေရဲ့ကြိုးပမ်းဆောင်ရွက်မှု စီမံခန့်ခွဲနိုင်စွာတင်ကန်းစာယူနိုင်မှုပြီးတော့အခြေအနေကိုပိုကောင်းအောင်လှုပ်ဆောင်နိုင်ခြင်းရှိမှုရဲ့ရေးပါပုံကိုမိမောင်းထိုးပြနေရလို့ပြန်လည်ထင်ပြလိုပါရဗျာဒါကအနာခက်အတွက်အတူယူစရာလက်တွေ့ကျင့်တုံနိုင်ခြင်းရှိတဲ့အဖြူပိုးဆောင်တဲ့ရှူထောင့်ဖြစ်တယ်လို့မြင်ပါတယ်ဟုတ်တယ်သားကျမတို့နှုတ်ဦးစလုံးသဘောတူနိုင်တာကတော့ဒီဖန်မောင်မုန်တိုင်းအဖြစ်ပြက်မှာဖိလစ်ပိုင်ရဲ့ဆိုးရွားလာတဲ့အတွေ့အကြုံရောထိုင်ဝမ်ရဲ့ကြိုးတင်ပြင်ဆင်မှုနဲ့တုံ့ပြန်မှုရောနှစ်ခုစလုံးဟာ အဖြစ်မှန်တွေဖြစ်ပြီးအရေးကြီးတဲ့အချက်လက်တွေပါဝင်နေတယ်ဆိုရပါပဲ။ဒါပေမဲ့ဒီအဖြစ်ဖြစ်တစ်ခုလုံးကိုသုံးသပ်တဲ့အခါမှာဘယ်ရှုထောင့်ကိုပို့ပြီးအဓိကထားသင့်တယ်ဘယ်အချက်ကအနာဂတ်အတွက်ပို့ပြီးအရေးကြီးတယ်ပို့ပြီးတန်မှုရှိတဲ့သင်ခန်းစာကိုပေးတယ်ဆိုတဲ့ပုံမှာတော့ကျမတို့ရဲ့အလေးပေးမှုနဲ့ရှုမြင်ပုံတွေကြွေးပြနေဆက်ဖြစ်ပါတယ်ရှင်။တေချာတာကတော့ဒီလိုရှုပ်ထွေးပြီးပပောင်းဆောင်တော့တက်ရောက်မှုရှိတဲ့ဖောင်းဝုံမုန်တိုင်းလိုဖြောင့်မှုတွေကိုနားလည်ဖို့စူးစမ်းတဲ့အခါမှာရှုထောင့်တစ်ခုထဲကနေကြည့်လို့မလုံလောက်ပါဘူး။ ဒီလိုအမြင်မတူတဲ့ရှုထောင့်တွေကိုယင်တွဲလဲလာတုံတက်ခြင်းအဖြစ်သာဖြစ်ရတဲ့ပုံရင်အပြည့်အစုံကိုပိုပြီးနက်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 နားလည်နိုင်မှာဖြစ်ပါတယ်။ရရှိထားတဲ့တရင်အချက်လက်တွေမှာတော့ဆက်လက်ပြီးဆွဲလဲတုံတက်စရာလည်လာစရာအချက်တွေလည်းရှိနေနိုင်မှာတည်တယ်။ဒီနေ့အတွက်တော့ကျွန်တော်တို့ရဲ့အမြင်ဖားလည်မှုကဒီလောက်ပါပဲခင်ဗျာ။ဒီနေ့မနက်ပိုင်းကပဲဗျ။ဦးကပ်တတော်လည်းတိတိမင်းမင်းယုံဝါနေတာ။음နေ့လည်လောက်အထိမတီးသေးဘူးဆိုရင်တော့အပြင်သွားဖို့စီစဉ်ခါတဲ့အလိုကိစ္စတွေကိုဖျက်ပြီး အိမ်ထဲမှာပဲအေးအေးဆင်းဆင်းနားယူပြီးလုံးလေ